မတ်လ19ရက်နေ့2025ခုနှစ်လူမြတ်ကျော်ညာခင်မဲ့တည်ဆောက်မှုများမှာချွတ်ဆိုပါတယ်။ဒီညတော့ဗျာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်320။ရန်ကုန်မန္တလေးအမြန်လမ်းတလမ်းဟောင်းတွေပသိမ်မုံရွာလမ်းမကြီးတွေပြည်တော်စုလမ်းမကြီးတွေကိုငါတို့ရအောင်ထိန်းချုပ်မယ်လို့ပြောထားပြီးသားမို့မင်းတို့ကောင်တွေမတ်ပုံတွေအစ်စ်နဲ့ခရီးသွားရည်သလားမင်းတို့တော့အစ်စ်မပြောနဲ့ တန်းရွှေမောင်အေးလို့ဆိုတဲ့ကောင်ကြီးရဲ့ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်ပြီးအကြံဖတ် president နဲ့ပူးပေါင်းတဲ့ကောင်ကြီးလို့အကြံဖတ်ကောင်ကြီးလို့အာခတ်တက်တော်အေးကတမတ်ချညာလိုက်တယ်တမိုင်းမှာညမတမိုင်းမှာဒီလိုဘောဂုတ်ခစီဗီဘူကြလူဘာဝလာတဲ့ကောင်တိုက်ဒီတစ်ခစ်မှာတော့အဖတ်ဆယ်လို့မရတဲ့တိတ်ခါတွေနဲ့ ပိုင်ဆိုင်မှုမှန်သည်အကုန်သိမ်းပြီးချိတ်ပိတ်ခံရမယ်ဘဝကိုတမြင့်မြင့်လောင်ကျွမ်းပြီးရောက်ရှိလာတော့မယ်ဆိုတဲ့အချက်ပေးတံတွေဒီကနေ့အများအပြားရှိနေပါတယ်။ကဲတော်လန်တဲ့နေ့ကိုစလိုက်ကြာရပါတော်ရင်တော်ရင်တဲ့နေ့မစနေမှာစကားမဆက်ကြားဖြတ်နေပြောချင်တာကဗမာပြည်ဟာပြည်တော်စုပြည်တော်စုအစိုးရကြီးလို့ပြောလာတဲ့အပေါ်မှာဒုတိယပိုင်းမှာအကိစ္စလေးပတ်သက်ပြီး နည်းနည်းလေးတော့ပြောမှရမှာမဟုတ်ဘူးပြောမှဖြစ်ပါတယ်ဆိုတော့ဒီတော်စုအတုမှာဒီတော်စုအစိုးရလုတ်ပြီးဇွတ်အစိုးရဖြစ်နေတဲ့ပုံကိုများကျွန်တော်ပြောဖို့ပြောမှရမှာဖြစ်ပါဘာကြောင့်လဲဆိုတော့ဘုကျော်ပြာစုခရုစံကျုဖြစ်နေတဲ့ပြည်သူလူထုကိုအတိမအမြင်မာတွေမပေးကြပါနဲ့ခင်ဗျာစလိုက်ကြရအောင်ဒီကနေ့ရန်ကုန်မန္တလေးအမြင်လမ်းကစပြ ရန်ကုန်မန္တလေးအမြန်လမ်းပြင်စီရဲစခန်းဒီရဲစခန်းကိုတော်လိုင်းတက်ကဝင်တိုက်ပါတယ်ဝင်သိမ်းပါတယ်မသိမ်းဘူးပြန်လို့ပေးပြီးပြန်ဆုတ်သွားပါတယ်အကုန်နီးပါးမတာပေါ်တယ်လို့အကြမ်းကြီးသိရပြီမတ်လ19ရက်နေ့မနက်09:45မိနစ်တော့သူများတို့တကောင်ရံမှထပြီးဘုံကျဲတဲ့အစင်မဟုတ်ဘူးသွေးရှိတဲ့ရောက်နေကင်းကြောင်တောင်နဲ့မင်းတို့ကိုစောက်ပြီးမဆိုင်ဘူးဆိုပြီး ဝင်ပစ်တာရှင်းတယ်မန္တလေးတိုင်းနထိုးကြီးအပိုင်ရန်ကုန်မန္တလေးအမြန်အမြန်လမ်းမိုင်းတိုင်း316ပြင်စီအမြန်လမ်းရေကင်းစကန်အပြန်လမ်းတိတ်ပြီးတော့ပစ်တာမိနစ်40လောက်ကြာတယ်လို့သိရပါတယ်ကာရီရုတ်တရက်ပိတ်သွားပြီးရန်ကုန်မန္တလေးအမြန်လမ်း တစ်ခုလုံးဝုံနေပိတ်သွားတဲ့အခြေအနေပါလမ်းမြောင်းမြန်နေမောင်မီကားတွေအ мян ပြန်လဲတဲ့အခြေအနေဖြစ်ပြီးနေ့လေ7နာရီလောက်မှလက်မြေထိုးစစ်ဆင်မှုပြီးသွားပါတယ်နတော်ကြီးခြေစိုက်မြင့်ညက်ခဲအမှတ်လေးတက်ရင်းလို့မြင့်ညက်ခဲတက်ရင်းနေဝင်စော်တယ်လို့အကြံဉာဏ်သိရပြီး နောက်ဆုံးခြေနေများတော့ အင်အား100လောက်ရှိတဲ့စခတတိုက်မိုင်းနိုင်319ရေစကန်ဝင်းနေဝင်းချင်စစ်ချောင်းတူရှင်းနေတယ်တတိရှိနှထိုးကြီးတွေဝင်လာတယ်ခါအဲ့တော့တဟာကျောင်းမန္တလေးအမြန်လန်းလမ်းဟောင်းလမ်းတက်နေဗမာပြည်မှာရှိတဲ့အမြန်လမ်းမကြီးတွေထိမ့်ချုပ်နိုင်ရေးအစာပြိုးဘျူဟာရီဖြစ်လို့နေပါပြီအခုလဲဖက်စစ် တက်ကအတိုင်းဝန်းတစ်ခုလုံးရန်ကုန်မန္တလေးအမြန်လမ်းကိုမှတ်ပုံတင်အစ်စ်နဲ့မတော်ရဲတော့ရှင်းနေတော့မပုံတင်အတုတွေနဲ့သွားနေရတဲ့ဘဝခိုးကြောင်ခိုးဝနဲ့သွားနေရတဲ့ဘဝမှာမမင်းတို့နောင်တမရသေးဘူးဆိုရင်လေကြည်ကြပြီနောက်တစ်ခုမြမနိုင်ငံကြီးတမိုင်းမြမ ဟိုမြမပြည်ဖြစ်တည်မှုတမိုင်းမှာဘယ်တော့မှမရှိဘူးတဲ့အဖြစ်ပြက်ကြီးတစ်ခုဒီကနေ့ဖြစ်ပေါ်တန်းရွှေမော်အေးမိသားစုပိုင်းကန်းချေကဟိုတယ်အားလုံးချိတ်ပိတ်လိုက်ပါမြန်မာတမိုင်းတလျှောက်ပါလေစစ်အာဏာရှင်မိသားစုတွေရဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းစီးနိုင်တဲ့ပထမဦးလုံးတပ်တော် တိုင်းလာတက်တော့အာခတ်တက်တော့အေးအေးဝမ်းသာဂုံယူလေးစားမိပါတယ်ဂျိုနေနန်နဲ့ယရယာနေမီဇပ်ပိုးပါဖြတ်ရိုက်လိုက်တဲ့အချိန်ဒီမှာပြည်သူလူထုပေါ်တိုင်းပြည်ပေါ်တသက်ပလုံးဂုတ်ခွစီရုပ်မာခဲ့လူဘာဝခဲ့တဲ့ကောင်းကြီးဒီတချီဒီတမောင်းတော့ရောက်နေပဝါမကူရေမရှူစတဲ့နော်ပဝါမကူရေမရှူစတဲ့ငါတို့ကဘရင်တော်ဖောက်ဖြတ်ပဲရောက် ်နင်တို့ကိုနိုင်အောင်တိုက်ပါဆရာနာရှင်စနစ်တစ်ခုလုံးကိုဖြိုချဖျက်ဆီးပြီးနောက်ထပ်မြန်မာပြည်မှာတရီတီခွေလုံးဝမပေးတော့ဒိုင်နိုဆိုလိုမျိုးသုံးပျောက်ကွယ်ရမယ်ဆရာနာရှင်စနစ်အကူတွေကပြပကိုထွက်ပြေးတာပြပထွက်ပြေးပြီးပြပမှာဂျာမနီမှာစင်ကာပူမှာရွှေမန်းတို့အများကြီး ျွန်တော်မပြောသေးဘူးအဲ့ကိစ္စကိုကျွန်တော်နောက်နေ့အခြေတဝင်ပြောမယ်မင်းတို့ကြိုထွက်ပြေးနေတာငါတို့မသိဘူးလို့မထင်နဲ့မသိဘူးလို့မထင်ဆိုတော့အာကတတော်အေးဟာနောက်ထပ်တစ်ဆင့်နေတယ်စစ်တပ်ကတင်းရတဲ့လေယာမြီမှန်သမျှကိုအာကတတော်အေးရဲ့ဥဆောင်ညွန်ကြားချက်ဖြစ်မူလပိုင်ရှင်များကိုပြန်လဲလွှတ်အပ်ပေးနေတာကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကအာကတတော်အေးဟာ ရခိုင်ပြည်နယ်ထဲမှာတိမ့်ပိုက်ပြီးသားနေနေမြေတွေမှာစကုံစိမ့်လုံးသုံးစခန့်ကြဆင်းလာအောင်လုပ်နိုင်ခဲ့တယ်လို့တွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအာကတ်တပ်တော်ကြီးကိုအတိမတ်ပြုလက်ခံနေရပါပြီ။ကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကလည်းအာကတ်တပ်တော်နဲ့တွေ့ဆုံခြင်းပါတယ်လို့ပြောဆိုလာပါပြီ။မြေပိုင်လို့စစ်နိုင်တယ်စစ်နိုင်တော့အစိုးရဖြစ်တယ်။တော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူအောင်လုပ်တယ်စစ်ကိုစစ်နဲ့တူအောင်တိုက်တယ် ဒီလိုလုံနေရင်တန်ကင်းတမကင်းဘသူကိုမှအရခတ်တတ်တော်အေးရတွေ့ကျင်လာပါရဲ့ဆိုကြည်လာပါရဲ့တခွန်းမှမပြောဘူးဘယ်ပြီပကိုမှသွားပြီးတော့လဲဘာယုံမှမဖွင့်တာဒါပေမဲ့အရခတ်တတ်တော်အေးရဲ့လက်ရှိအဖြစ်ပြက်တွေကိုကြည်ရင်လေကျွန်တော်ချီကွေဗာရာကတ်စတိုရိုရဲ့စီဘာရာတောင်တန်းပေါ်တွေ့ကျင်လာခဲ့ပါဆိုတဲ့စကားလေးသတိရမိပါ ဘဲတကောင်တမီဖို့မှကဘာပတ်ပြီးလိုက်တွေ့နေတော့တော်လန်ရင်ဥဆောင်အဖွဲ့စည်းတက်ဦးမရှိလေမော်စီတိုဒီတိုင်းပဲဖာစာပလာဘူဂျုံအောင်ဆန်းဒီတိုင်းပဲတိုက်เสียချီရောက်ကိုပြက်ပြက်တတတိုက်ပွဲဝင်နေဥဆောင်နေတောင်းဝင်ခံနေဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးလိုက်လုံနေတာဘယ်တုံးကမှတော်လန်ကြီးမှာ မလုတ်ခဲ့ကြဘူးလုတ်လိလုတ်တာလည်းမရှိဘူးအနိစ္စဆုံးကတော့အရခတ်တတော်အေးသူ့မြေကိုသူ့အဖအဖရခိုင်ပြည်နေကိုအဖရခိုင်ပြည်ကိုဒါကြောင့်မင်းစင်တာလာတော့မကြဘူးရအောင်ရှူမယ်လို့ပြောပြီးပြောတဲ့စကားတိုင်းမြေကိုပိုင်အောင်လို့စစ်ကိုနိုင်အောင်တိုက်တဲ့အခါကျတော်လန်ကြီးကငွေထုတ်လိုက်တော့ ခေါင်းဆောင်ကောင်တယောက်ရဲ့ဥဆောင်ပေါ့မှာလက်ရှိအမ်ဘရာနဲ့ရှိကန်တော့ဘယ်လဲပကိုးတိုင်းအေယာဝတီတိုင်းမကွေးတိုင်းတိုင်းသုံးတိုင်းကိုစစ်မျက်နှာဖွင့်တာနိုင်တာကိုတွေ့ရတယ်ဒီကြပ်ပို့ပြီးပြောခွင့်မရှိလို့မပြောတော့ပါဘူးအများကြီးတည်ရတာရှိပါတယ်ဆိုတော့ ဒါကိုတဆက်ဆက်တည်းပြောရင်းနဲ့အာခတ်တက်တော်အေးရဲ့ညောင်ကျိုးတိုက်ပွဲအကြောင်းဒီတစ်ချက်ပြောပြချင်ပါသေးတယ်။ညောင်ကျိုးကြပြီးမကြခင်မှာညောင်ချီတော့ကိုဖိုးဝင်လာတော့မယ်တက်တွေအာခတ်တက်တော်အေးပြင်းစင်နေလေးရရှိပါလေ။ဒါကိုဖက်စစ်တက်ဘက်ကအုတ်ရှိပင်ရောက်ရင်မင်းတို့အလုံးတေတံပဲလို့အသေးခံတိုက်ခိုင်းနေတယ်ဘောက။ရှင်းနာစရာကောင်းလိုက်တာ ိုင်းပြည်အတွက်လည်းမဟုတ်လူမျိုးအတွက်လည်းမဟုတ်ဘာသာအတွက်လည်းမဟုတ်ကိုယ့်ပြည်သူလူလူအတွက်လည်းမဟုတ်ကိုယ့်မိသားစုအတွက်လည်းမဟုတ်မင်းအောင်လိုင်တို့စစ်အာဏာရှင်တစုကောင်းစားရေးအာဏာရရေးအတွက်ခမားတို့အသက်ကြီးဘဝကြီးစွန့်လွပြီးတိုက်ပင်းနေရတာတန်လို့လားလို့ခေါင်းတုံးပြီးစဉ်းစားကြပါ ခေါင်းတုံးမှာဆိုရင်ဂျုံနေပြီလေထုံးနေကြတယ်မုတ်ဆိုးမာတွေအကုန်ဖြစ်ကုန်ပြီရှင်းတယ်အဲ့တော့အမိုင်းပြောင်းမှာဘယ်တော့မှမရှိဘူးသေးတယ်မဖြစ်ဘူးသေးတယ်နီနာအစ်အတွေးခေါ်တဲ့လုံနီးလုံဟန်အစ်နဲ့လူလူကိုမျက်နာမှုတဲ့အောက်ချုပ်ရေးစီးပုံစံတွေကိုအာခတ်တတ်တော်အေကတတိုင်းကြီးလုံးကိုတင်ချပြတ်တာပေးနေတယ်လို့ကျွန်တော်ဒီနေရာကနေ လေးလေးနက်နက်ပြောပြရစီအဲ့တော့ဒီအခြေအနေတွေကိုတွေ့နေရပါတယ်နောက်တစ်ခုကဒီကနေ့အဲဒီကနေ့မို့19ရက်နေ့19ရက်နေ့တော့ကငွေနဲ့နှစ်နာရီ55မိနစ်မှာမန္တလေးမှာယောဂန်ကျင်းရော1 twin ယောဂန်ကျင်းရောကအုတ်ချုပ်ရည်မှုသေးမှာကျင်းရောဆက်ရည်လို့ပြက်ခတ်ရှင်းလင်းလိုက်ပါတယ် ပြစ်တယ်ခတ်လိုက်ပါဖတ်ပြေးလို့လားလို့မသိရကွက်အုတ်ချုပ်ရေးမှုတွေကိုပြစ်တယ်ခတ်မှုတွေအ мян လမ်းမှန်သမျှဖြတ်တောက်ရေးတွေစစ်ကောင်စီအုတ်ချုပ်ရေးစီးပွားရေးကျန်းမာရေးပညာရေးတောက်တိုင်မှန်သမျှပြစ်တယ်ခတ်မှုတွေကတော့တရဆက်ရှိလာနေပါပြီဒီထဲမှာမှာတော်လိုင်းနဲ့ဆက်ဆက်တဲ့တရင်းလေးတစ်ခုကျွန်တော်တင်ပြပါရစေ ဒီနောက်ပိုင်းမှာစီယုံချုပ်နေဆက်ဆက်တော့တိုင်ဝိုင်းတွေကထွက်ပေါ်လာတဲ့တည်င်းလိုပဲကျွန်တော်ပြောချင်တယ်။မန္တလေးနေပြီးတော့မုံရွာစကိုင်းမရယာတပိတ်ချင်းအင်းတော့ညဉ့်ညံမခုတ်ကူဒီမှာပြီးအလဲပိုင်းကြော်ရိုးကြီးတရိထားကြရပါလိမ့်မယ်။ရခိုင်ကင်းဒီကချင်ကရင်ပြည်နယ်မြို့ကြီးများ အညာဒေသအချို့ကိုတော့အထူးစစ်စင်ရေးပုံစံတွေတတ်မှတ်ထားပြီးရုရှားရဲ့ဤပညာအပူရှာဒရုန်းနဲ့ဘီလာရုကစစ်ပွဲလက်ကျန်တာဝေးပြည်အကြီးစားတွေနဲ့၆လာတာစစ်ရေးစီမံချက်ရေးဆွဲနေတယ်လို့အချမ်းရင်းသိထားရပါတယ်ကျွန်တော်ဟိုတရက်ကပြောတယ်နော်မှတ်မိလားမသိဘူးမိုးပြင်းကိုထိုးစစ်တံတံဝင်တယ် နာပြီးအလဲပိုင်းကြောယိုးဖြစ်တဲ့ကျွန်တော်တို့တိုင်းသုံးတိုင်းဆုံရမကွေးမန္တလေးစကိုင်းမြောင်နဲ့ရေလေကျွန်းမြင်းကြံခရိုင်တို့ခုလုံးကိုထိုးစစ်တတံဝင်နေပါတယ်ဒီရှင်တွေကိုမပြတ်လိလသတိချက်ပြီးမဟာပြူဟာမြောက်စစ်စင်ကြီးပုံစံတွေကိုတော်လိုင်းဥဆောင်တဲ့ပုဂ္ဂိုလ်ကြီးများကတိုင်းသားဤအောင်တွေကား ကုဒန္တာကုကန္တာကအတူတိုက်ပွဲဝင်ပေးကြပါရန်လေလေးစားစွာမေတ္တာရက်ခံအပ်ပါအဲ့တော့ဂျီလေဂျွန်းကိုဝင်နေတဲ့တပ်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့မြင်းချံတကြောဂျီလေဂျွန်းကိုပြန်နော်စီမီအောင်စိတ်ကန်းကနေပြီးတော့ရေသူတို့အခြေစိုက်ခမရ256 259 258 ပူပေါင်းအင်အားတွေနဲ့ယာနဲ့ကြီးစစ်ကြောင်းထိုးတာဖြစ်တယ်လို့အေယောင်ဒီနဲ့ချင်းတွင်းဆုံရမကွေးရေစူရေလေကျုံးဒေတာကျေးရွာတွေကိုကြီးရည်လေးပူပေါင်းစစ်စင်ကြီးကန့်တက်စစ်စင်ကြီးတွေနဲ့ပြင်းပြင်းထန်ထန်ရေရဲဆက်ဆက်ပြည်သူ့ဘာမကြံတက်ဖြတ်မှုတွေဒရဆက်ရှိနေပါတယ်အဲ့တော့ညတော်ရွာမှာလဲခေါင်းပြအမီးရှို့မှုတွေရှိနေပြီးပြည်သူ့ကဝေးတက်တွေကိုရေရဲဆက်ဆက် ကျင့်ဝင်မဲ့တပ်ဖြတ်မှုတွေအများပြားရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မြောင်မြုတ်နေရေလေကျွန်းအပိုင်မြောင်မြုတ်နေအပိုင်ရေလေကျွန်းပေါ့ဗျာ။ပန်ညိုရောက်ကအိမ်အလုံး90ကိုမီးရှို့ပိဆက်ကုံးရွာကိုစီးနင်းဝင်းမီးရှို့ရေလေကျွန်းဒေသတွေကခြေရွာတွေအကုန်လုံးကို လူရဲ့မီးရှို့ပြည်သူပါမကြံတပ်ဖြတ်နေပါတယ်မြေတော်ကိုင်းဘီဆက်ကုန်းတေတစ်ပြည်မြေစုံညောင်မွေးပင်နေရင်ပေါက်တော့ပေါက်ဘူးအဆရှိတဲ့ကြွာဒီဟာကဒေသကတောင်းနေချီကထွက်ပြေးတိမ်းရှောင်နေရတယ်လို့နောက်ထပ်လည်းတတိရှိကြဖို့ထပ်ပြီးမှာချပါရစေတိုင်းတုံးတိုင်းစုံရမြောင်နဲ့ရေလေကျွန်းဒေသမြင်းချန်ခရိုင်ကိုဖုံးစစ်တံဝင်လာဖို့ရှိနေတယ်ဆိုတဲ့အကြောင်း အထက်တခါကလူမြတ်ကျော်တတိပေးပြသည်တတ်တော်တွေစုကြပါမဟာဗျူဟာမြောက်တိုက်ပွဲဆင်မှုတွေဆောင်ရွက်ဖို့အမြန်လုံးနေပါပြီဒီပထမလေးလပတ်ဒုတိယလေးလပတ်တွေမှာမလာဖတ်စစ်တဟာအစွမ်းကုန်ရုပ်ပါဖို့မြို့ဖြတ်ဒုံးလိုဟာမျိုးတွေတုံးဖို့ကပ္ပစပစဲတဲမှာရှိရဲမင်းလာမှာရှိရဲမြို့ပြဒုံးလိုဟာမျိုးတွေတုံးဖို့ပြင်ဆင်နေတဲ့ဆိုတဲ့တဲ့ရင်တွေတက်တဲ့ကြားနေရတယ် ရုရှားနဲ့တရုတ်ကထောက်ပံ့တဲ့ drone တွေနဲ့ drone စစ်စင်ကြီးတွေမပြတ်ဆင်နွှဲဖို့တရဆပ်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ရန်သူကိုထင်လဲမသိနဲ့အထင်လည်းမကြည့်နဲ့။ရန်သူအင်အားကိုအင်အားကိုချိန်ဆပါ။ရန်သူအင်အားကိုအင်အားကိုတိကိုတိမှရပါလိမ့်မယ်။ရန်သူကိုမျက်ချီနဲ့ပြတ်ပါနဲ့။ရန်ရှင်းငါရှုပ်ငါရှုပ်ရန်ချင်းသဘောတရားရရန်သူကိုရှုပ်နိုင်သမျှရှုပ်အောင် လက်ပြဆစ်စင်ကြီးဒီဖြူဝမြောက်ဆင်နေပါတတတဲကတယောက်တဲကတခုတဲကလောက်တာမျိုးဆိုတာတက်လက်ပြတပ်ပေါင်း30ကစစ်မိန်နဲ့တပြိုင်နဲ့ရန်လူကိုရှုတ်သွားစေခဲ့လက်ပြဆစ်စင်ကြီးဒီလက်ပြတိုက်ခိုက်မှုတွေကိုတစ်ဖက်မှာဆင်နှွေးရင်တမဟိုးကြတက်တော်ချီမြို့သိမ်းရွာသိမ်းပြည်နယ်သိမ်းတိုက်ပွဲကြီးတွေကိုဆင်နှွေးဖို့တမဟိုးကြတိုက်ပွဲရဲ့ပတ်သက်တဲ့စစ်ပွဲနီးနာအတွေ့အကြု စစ်ပုံချမှုအမိန်နာခံမှုဒါတွေကိုစနစ်ကြကတ်မြန်မြန်ကတ်သွတ်ဒီ၃လလောက်အတွင်းမှာတည်ဆောက်ကြပါအင်မတန်အရေးကြီးတဲ့အင်မတန်ကိုတူတင်ကိုတင်ဘဝမကူရေမရှူတဲ့အခြေအနေကိုရောက်လာနေပါ2025မှာ ဖြစ်တဲ့စစ်ပွဲတိုက်ပွဲတွေဟာတော်လိုင်းရဲ့အဆုံးဖြတ်တစ်ခုတော့ဖြစ်သွားနိုင်တဲ့အခြေအနေပါကဘာကြီးရဲ့အွှေ့အွေ့ မေရိကန်သမ္မတသစ်အီလူ sorry ဒေါ်နယ်ထရန့်ရရုရှားတရုတ်နဲ့အလွန်သိမှုလဝါရက်ပြီးပါလေစီစဉ်နေလဲမသိရပါမယ်ကဘာကြီးရဲ့လက်ရှိနောက်ဆုံးသောတုံးသက်ချက်တွေရအရင်ကဝင်ရိုးစွန်း၃နိုင်ငံဆိုရင်ဖက်စစ်အာနာရှင်နိုင်ငံတွေကနေပြီးအခုအမေရိကန်မှာအပါ၄နိုင်ငံဖြစ်လို့နေပါ တပတ်မှာတော့ဥရောပ29နိုင်ငံမဟာမိတ်တိတ်ကိုထူးခြားပြီးတော့တိတ်ကိုအကဲဆက်တဲ့အခြေအနေမျိုးကြီးဖြစ်တယ်လို့ຫນွေဦးတော်လန်ရေးအတွက်ကတော့အမေရိကန်စီကဘာမှမမျှော်လင့်ပါနဲ့တော့ကိုဒုကိုတာကိုလည်းယုံပုကပုံတကူနဲ့အစုံသက်တိုက်ပွဲကိုဆင်နွှဲကြရလိမ့်မယ်ကလို့ကိုလည်းယုံပုကပုံတကူနဲ့သာငါတို့နိုင်ငံကိုငါတို့ထူထောင်ကြရလိမ့်မယ် အဲ့ပြောရှိသွားမှာဆိုဒုတိယပိုင်းတစ်ဖက်အနေနဲ့ပြည်တော်စုခြင်းကြောင့်ပြပြချင်ပါတယ်တော်လန်တော်လန်ဒရင်းနေကြောင့်အာတက်တရောဝန်တာအဲလဲရွှင်ပြုံးပြီးတဲ့နောက်အုံနောက်ထဲမှာသမိုင်းဖြစ်စဉ်တွေနဲ့တွေးစရာတစ်ခုကျွန်တော်တင်ပြပြသည်ဒီကနေ့ PPTV ဆိုရဲ NUG ရဲ့ဝါရဖြတ်ဒရင်းဌာနတစ်ခုကနေပြီးတော့ postcard တစ်ခုတင်ပါတယ် IEC ကင်ဘီနယ်ဂျာကာလာကောင်စီတာဂျာကာလာအဖွဲ့လားအဲကျွန်တော်ဂျာကာလာပေါ့နော်ကောင်စီတင်ပါလေအတွင်းရင်မှုနှစ်ရဲ့စကားလို့သူကပြောပါတယ် post ကမှာကျွန်တော် Telegram channel တွေကျွန်တော် Facebook တွေကျွန်တော် page တွေမှာဒါကိုတင်ပြထားပါတယ်လူမျက်ကြော်ဘာတွေပြောနေလဲဘာတွေလုပ်နေလဲစစ်သက်မပြတ်လူမျက်ကြော်ဘလို့ပြောဆိုနေတိုင်းပြုတ်မှုလဲလူမျက်ကြော်ရဲ့အတွေးခေါ်ကဘာလဲဆိုတာကျွန်တော်ဗီဒီယိုကိုကြည့်တဲ့တော်တော်များများနှိမ့်စင်မပြတ်ကြည့်တာရဲ့ ကျွန်တော် page တွေမှာရှိရရေကျွန်တော် Facebook စာမျက်နှာမှာလည်းရှိတယ်ကျွန်တော် Telegram မှာလည်းရှိလူမျက်တော်ဘာကောင်လဲတမ်းမှန်းလို့ရပါတယ်ပြည်သူလူထုအလောက်မညံ့ပါဘူးအဲ့တော့ဂျားထဲမှာကလေးကွားတွေလားအောက်စုပွဲဆက်ဆိုကြတာတွေရှိသေးတာပေါ့ဗျာဒါပေမဲ့ဝတ်တော်ဆောက်ကြည့်ပါယုံကြည်ရာအတွက်ဆိုရင်တော့ on the chile in a poco ဟမ်ကြောဆိုတော့ပြည်တော်စုကိစ္စကိုသူက postcard နဲ့ပြောပါတယ်သူပြောခဲ့တယ်အလို့ဆိုပါတယ်ပေါ့နော် IEC IC လား IEC လား ကိမီနယ်ဂျာကလာကောင်စီလိုပဲပြောပါမယ်။ဂျာကလာအစိုးရဖွဲ့လား၊ပြည်နယ်ဂျာကလာအစိုးရကောင်စီလားတော့မသိထားပါတော့။ဆိုတော့သူကပြောလဲဆိုပြည်တော်စု NUG ဟာပြည်တော်စုအစိုးရအဖြစ်အသိမှတ်သူပြုပါတယ်တဲ့။သူတို့လည်းပြည်နယ်အစိုးရအဖြစ်အသိမှတ်ပြုပါတယ်။ဒါလေးကိုပဲကျွန်တော်ပြောချင်တယ်။ကျွန်တော်လည်းမပြောတော့။ဗမာပြည်ဟာဘေဒုံကမှပြည်တော်စုမဖြစ်ခဲ့ဘူး။တသမျှအစိုးရလည်းဘေဒုံကမှပြည်တော်စုအစိုးရမဟုတ်ခဲ့ဘူး။ နောက်ဆုံးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထိစစ်တပိုင်းအစိုးရလို့လို့ထွန်းတော်တဲမှာအစိတ်သားဘဝနဲ့ပြည်တော်စုအစိုးရမဖြစ်ခဲ့ဘူး။ဟာပါပြည်တော်စုဆိုပြန်ကောက်ရင်ဖက်ဒရယ်ပြည်တော်စုဆိုပြီးစုစည်းကြဖို့ပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့ကြတယ်။အမြန်ပြန်ကောက်တယ်။ပင်လုံစာချုပ်ထဲမှာခွဲထက်မှုကခွဲထွက်ပိုင်ခွင့်ရှိသည်။ပြည်နယ်များဘာညာဘာညာဥပဒေဒီပေါ့ဗျာပြည်နယ်များလွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုပိုင်ပြတ်ထန်းခွင့်ကိုချမကိုဖန်ပြီးခွင့်ဤကိုတိုင်းမြို့ပြည်ပြည်ခေါင်းဆောင်ကြီးများဘုကြောင့်ဆန်းအပါဝင်အဆရှိတဲ့တိုင်းသားခေါင်းဆောင်တွေပါဝင်နေသူတွေပင်လုံးစာချုပ်ပြီးတော့စုနေလို့ပြောတဲ့ဖေဖော်ဝါရီလ၁၂ရက်နေ့မှာလက်မှတ်ထိုးခဲ့ကြပါတယ်ဒါပေမဲ့အဲ့လိုပြည်တော်စုဖို့ဆိုပြီးပင်လုံးစာချုပ်ကအချက်လက်တွေကိုအကောင့်တွေပို့ဦးနုအစိုးရလက်ထက်မှာပေါ့ဗျာဖတ်စာပလအစိုးရပဲပြောမလား စီဝေးတိုင်ပင်ရရင်ညမအတံမှာပထမတည့်ရက်စီဝေးကျော်တင်နေ February တင်နေ February 28ရက်နေ့လုံရင်လုံတယ်ပေါ့ဗျာမတ်စတာအဲဆိုတော့အရှိရက်ကိုတော့ကျော်သိကြမှန်းလို့မရအောင်အနောက်ရက်ကိုတော့ကျွန်တော်မှန်းပြအောင်ဟောကျွန်တော်သိတယ်ဗျာမတ်စလ2ရက်နေ့မှာနောက်ထပ်စီဝေးတစ်ခုခေါ်ပါအဲ့တော့နောက်ထပ်မတ်စလ2ရက်နေ့မရောက်ခင်ပါစစ်အာဏာရှင်နေဝင် အာနာသိမ့်လိုက်ပြီးအဲ့ဒီပြည်တော်စုစုစည်းမဲ့ခေါင်းဆောင်တွေကိုအကုန်ဖမ်းပြီးထောင်ထဲထည့်ပါတယ်။တမရဆက်ရွှေတိုက်ပါဖမ်းနေတာ။ရှင်မကြီးအဲ့ဒီကပြည်တော်မစုနိုင်ခဲ့တာ။ခေါင်းက40 48လောက်ဖြစ်ပြီ။မမဆိုလို့ကျွန်တော်တိကျပါပြော48ဖြစ်ပြီ။အဲ့ဘယ် sorry 60နှစ်တောင်ကို60နှစ်မတ်လ2ရက်နေ့ 58မှာဦးနှုတ်ကအာနာကတ်60နှစ်မှာပေါ်တင်သိမ်းတာနောက်က60နှစ်မတ်လ2ရက်နေ့လေကဇနိအချိန်ကြီးဘာမှပြီတော့မဆုနိုင်တော့ရှင်းတယ်တဘူဒီကရဏီဂျာကလာကောင်စီရဲ့အလွင်မှုဟာပြီတော်စုအစိုးရဖြစ် NUG ကိုအတိမတ်ပြုတာသဘောတူတယ်သူကိုယ်တိုင်ပြုလို့ရအတွက်သူပြုသို့ပေမဲ့ပြည်သူလူထုကိုအတိမအမြင်မာတွေမပေးစေချင်ပါ အန်ယူဂျီဟာပြည်တော်စုအစိုးရလေမဟုတ်ပါဘူးအန်ယူဂျီကပြည်တော်စုအစိုးရဟုတ်သလားမဟုတ်သလားဆိုရင်ကောက်ချက်ကိုစွဲကြမယ်ဆိုရင်လက်ရှိရခိုင်ကချင်ကရင်မွန်ရှမ်းပမာရီပေါ့ဗျာမြန်မာညီညွတ်ရေးအစိုးရဟာငါတို့အားလုံးရဲ့အစိုးရဖြစ်ပြီဆိုပြီးလက်ခံတာလား KI ရခိုင်ကရင်ကချင်မွန်ရှမ်း ပမာအဲ့တော့စွပ်ပြီးတော့မစုကြပါနဲ့စွပ်ပြီးတော့စုအစိုးရကြီးမလုံးကြပါနဲ့ပထမတစ်ခါတော့ကလည်းပြီးတော့စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်တက်တော်တွေကိုစစ်ဆေးပြီးလုပ်ခဲ့ပြီးတယ်ကျွန်တော်မပြောဘူးကြည့်နေတယ်ကိုပမာခုကိုပမာကိုစုနိုင်အောင်ပဲချိုးစားပါဦးဗျာအဲ့တော့ပြည်သူလူထုကရောင်ကန်းကန်းနဲ့ပြည်တော်လိုက်စုပြီးတော့အဲ့ပြည်တော်စုအတုထက်ဂျင်းထက်ခံရအောင် ခဏခဏလေးဂျင်းထဲ့လာခဲ့တာပြည်သူကလည်းပိုကျော်ပြာသူခရုစံကျွဖြစ်ပြီးအသက်ရှူဖို့တော့တော်တော်စဉ်းစားနေရတဲ့ဘဝတော့ကပြာပါတာပေါင်းမြောင်များစွာနဲ့အများကြီးအများကြီးနေစဉ်စာဝင်နေရေးစစ်တပ်ကအနိုင်ကျင့်မှုတစ်မျိုးတော်လန်ကျင်တာလည်းမတော်လန်ရမတော်လန်ခြင်းမြန်တော့လည်းမတော်လန်ပေးနဲ့သွားကဲပြန်ရင်လည်းသိရမလားပြောပြန်အားအမျိုးဆုံးပြည်သူကဒီလိုကြောင်နေပြောက်ပြီးတော့မျောလင်းချက်တွေမဲ့ ဖြစ်နေတဲ့အချိန်မှာပြည်သူကိုကောက်ရိုးလေးတမင်ဖြစ်ဖြစ်အာကိုထိုက်လောက်တဲ့အပြောဆိုအပြုမှုမျိုးတွေဖြစ်စေချင်ပါတယ်ထပ်ပြည်တော်စုချင်းကြီးထပ်မထဲ့ပါတော့နဲ့လို့ဒီလောက်ပဲအတူတူပြောရင်စဉ်းစားပါစဉ်းကြပါတွေးခေါ်ပါသုံးသပ်ပါ တမိုင်းနဲ့တမိုင်းဆိုင်ရာအတွေ့အကြုံတွေနဲ့တမိုင်းဆိုင်ရာအဖြစ်ပြက်တွေနဲ့ကိုကိုယ်တိုင်တွေ့ကြုံခဲ့တဲ့တွေ့ကြုံနေတဲ့လက်ရှိအဖြစ်ပြက်တွေနဲ့ချိန်ထိုးပြီးတော့မှမှန်မှန်မှန်သိမသိပြောသိမပြောသိလုံးသိမလုံးသိပြုမှုဈေးချင်ပါတယ်။ဒါကြောင့်လေဆိုတော့နိုင်ငံရေးဒေါ်လာရေးမှာတာဝန်ကြီးကြီးယူထားတဲ့လူတွေကပုံမှုပြီးတော့ပြည်သူကိုအတိမအမြင်မာနေမှာဖြစ်စေချင်ပါဒီအချိန်မှာတော့ဒီကာလမှာတော့ယူတာပေးကြပါ အခက်ခဲဆုံးအချိန်ကြီးကိုရင်ဆိုင်နေရတဲ့အတွက်ဒီသူလူလူနဲ့တော်လိုင်းကြီးသမားအချင်းချင်းမှာယူတာပေးကြပါတော်လိုင်းကြီးကလုံနေတာဘယ်အချိန်နည်းလဲဘလို့ပုံစံလဲဘာဖြစ်မလဲ50 50အချိန်နည်းဗျစ조사ရုံးကန်နေကြတယ်အောင်ဝဲရဖို့အဲ့ဒီမှာဇွတ်ဆိုရပြီးဇွတ်ဖြာခင်းပြီးဇွတ်အုပ်ချုပ်ရေးတွေဖွင့်နေတာတော့ တစ်စိတ်ဂျိုင်းလုံးနေပြောရင်ဒီညတော့ဒီလောက်ပါအားလုံးကျေးဇူးတင်ပါ